စားပြီးတော့ဗိုက်တင်းတော့ဘာဖြစ်ပြန်လဲငိုက်တယ်မဟုတ်လားကောသလဘယင်အကဲကဲကဲပြန်စားပြန်စားစားပြီးမှလာခဲ့ဆိုတော့တကားတဲ့ဣန္ဒြေပစေနိုင်မှုလေကြောင့်ဆို့တဲ့အထိသိတ်ချိတ်ပိတ်ပြီးတော့စားစားပြီးမှတရားနာတဲ့ကောသလရှင်မင်းဘုရားကဟောမေကြံရုံရှိတဲ့သူကငိုက်တယ်တမ္မဝရီနဲ့တူတူပဲနိုင်ရော နိုင်ဘုရားမေးတယ်မင်းတရားဘာဖြစ်လဲအိတ်ရှင်လို့ဆိုတော့ဘုရားစာဘုရားကဘဒ္ဒသမ္မတောရောကောဘဒ္ဒသမ္မတောဓမင်းစိတ်တက်တဲ့ဆိုရလေးပဲယောဂောစေကုလို့မရလောက်အောင်ခက်ခဲတဲ့ယောဂါတစ်မျိုးပဲဓမင်းစိတ်တက်လို့ငိုက်မိတာလည်းပဲယောဂါတစ်မျိုးပဲမိသားရဲ့ဘာယောဂါ ဓမင်းစိတ်တက်တဲ့ယောဂစပြီးမှတရားနာတဲ့လူတွေကိုယောဂထပါလားကောသလဘယင်ယောဂထတော့ဘုရားကဒကာရမင်းကြီးပါဖြစ်လေဓမင်းစိတ်တက်လို့ငိုက်တယ်အဲ့ဒါဘာဆင်းနေပြောင်းမလဲအဲ့ဒါပြောင်းတဲ့ဆင်းမရှိဘူးအိမ်မှာပဲပြောင်းတယ်ဒါဆိုလည်းပြန်ပြီးအိမ်နဲ့ဥပ္ပဘုရားဆိုသွားပြန်အဲ့ဒီလိုဘယင် ธรรมสารโยคะสุรโยคะเปี่ยวอ๋องซ้าอู้เมเอิจิงไกมีราโยคะเบ้สุรเปลี่ยนบี้เอ้ยไล่อู้เมเอรลุบะยิမျိုးกะบะยานเน25เนนิมกะลุ1250หลอกณีก็บาผิดบามะบะผิดเอราท้ามิงงုံเนตู่เรลูเรบะยินนี่สุรเอราမျိုးดิเนาะตัมมะวะรีมาบางုတ်ดิละท้ามิงงုတ်ดิละ ဒါဆိုရေဆက်မလောင်းတော့ဘူးတော်ပြီအုံနေငုတ်လို့ဖြစ်ပါစေနော်အုံနေငုတ်ကခေါလီစီလေးပဲရေတောင်မလောင်းရဘူးဒီလိုမဟုတ်လားအေးအဲ့တော့ကောသလမင်းရဲ့ဇေယိုက်ဝါဒနာလေးနည်းနည်းပါပါဒါမိတ်ဆက်တာအဲ့ဒီဘယံဘုရားစီရောက်လက်အုပ်ရှင်မရှိခေါ်ပြီးတော့ ဘုဂိသမယပန္နိဘုကရဏိယဗန္ဒီဘဂဝါဘုံတော်ကြည်တော်မူသောဥပ္ပစာဗျာမယံတပိတော်တို့တတွေသည်ဘဟုကိစ္စပြုဝဲကိစ္စရေလွန်များလာသည်ဗျာဘဟုကရဏီယပြုဝဲရေများလာသည်ဗျာဘုကိစ္စကိစ္စရေများလာသည်ဗျာဒါသမတောကြောင့်သံခိတ္တိနာခြင်းချုပ်အပြင်ဓမ္မတရားတပုဂ္ဂိုလ် ဒေသတုကရုဏာရှိရှုဟောပြတော်မူပါမြတ်စွာဘုရားသကသုံးလုံးတက်ကဘဟုကိစ္စဘာပါလဲတိတ်ကိစ္စတွေများတယ်အလုံးရှုပ်တယ်ပေါ့ဘုကရဏီယပြောပါတယ်လေ အလုတ်တွေသိမ့်များတယ်အဲ့ဒါကြောင့်တပည့်တော်တို့ကိုတရားကိုသံခိတိနာဒေသေတုအကျဉ်းချုပ်၍ဟောပေးပါတဲ့အလောကိစ္စမြန်လွန်းလို့တရားဘယ်လိုဟောမှာလဲအကျဉ်းချုပ်ဟောပေးပါ တမ္ပပရိက များများမများများကိုဟောရတဲ့ဘုံကြီးသိမ့်များအဲ့ဒါကြောင့်အကျဉ်းချုပ်ပဲသောရသားရဟလာဂိုရိယပရိသတ်တွေ အနေတိုင်းဆိုင်စီတော့စီမံထားပြီးပြီပေါ့ပြန်ကြည့်ရမယ်မနေ့ပြင်ကမနေ့ဒီလဲရှင်တထောင်ဘုန်းကြီးတို့နော်ဝတ်စုံတထောင်လှူမယ်နန္ဒစွန်ကပ်မယ်တရားလူရတန်းရံတွေလဲမျောများစွာလှူဖို့ပြင်ထားတယ်အဲ့ဒီတဲ့ထိုးထိုးခြားခြားအလှူကဒီလဲရှင်တပါးတပါးကိုငပိတပိသာတပိသာလှူမှာအပါးတထောင်ဖြည့်ချက်ငပိအချိန်တထောင်လှူမယ် ငပိရှူကြလာခဲ့ကြတာယုငပိဆိုနန်းသွားမယ်နော်နပိနေမနေကြသံဃာတထအဲ့ဒီမှာလည်းပဲငပိတပိသာစီ ပါသေးတယ်ငပိအချင်းတထအဲ့ဒါဒီလရှင်တထနဲ့သံဃာတထမှာနော်ငပိအချင်းနှစ်ထောင်ဆိုတဲ့ကစဉ်းစားတာကြည့်ကရုံကနိဆိုတဲ့အရာဝတီတဲ့ဘုကလေးအောက်ကကျွန်းကြီးသွားတရားဟောတာငပိအချင်း၈ထောင်ရာ ဘုံကြီးကပီးသည်ဖြစ်သွားတယ်အကုန်သေးလာခဲ့တယ်လေနော်အုတ်အင်္ဂရီစီတဲ့နေရာတောင်ငပီးနဲ့စီလို့ရတယ်ငါပြရခုနှစ်ပီးပါအဲ့တော့မောင်ငါချွေးပြီးအလုံးငါပြရတခွက်စီတိုက်တယ်ဒါပါပါလေအဲ့ဒါလာခဲ့ခရီးငါပြရတိုက်လို့ပါ အဲ့ဒါပါလဲဆိုတော့ကိစ္စများတာပြိဿာကြီးဘုန်းကြီးက81နှစ်ပြည့်မွေးနေမှာဒီလရှင်တထောင်သံဃာတထောင်ကိုအဲ့ဒါလှူပြီးတော့လာလာတစ်ဖက်ပြိဿာသရုတ်တီသာကျွေးတာအဲ့ဒါကိစ္စသိများတယ်မနေ့ပြကမနေ့အလှပွဲအတွက်စီမံစရာရှိတယ်ဒါကြောင့်တရားကို အတူဆုံးရှာတော့ဒါသွားတွေ့ကောသလမင်းကြီးရဲ့နော်တန်ခိတ္တဒေသနာတဲ့ပါလဲ တန်ခိတ္တဆိုတာဗါရဲလေအကျဉ်းချုပ်တရားကောသလမင်းကြီးအားဟောသောဗတရားလေအေးတရားချင်းချုပ်ဘာကြောင့်ချင်းချုပ်ဟောရသလဲမင်းကြီးလျှောက်ထားတဲ့နှစ်ချက်ဘ ഹു ကိစ္စဘ ഹു ကရဏိယပြောကိစ္စတွေများတယ်အလုပ်တွေများတယ်အဲဒါကြောင့်တရားတို့တို့ဟောပါကောသလဟန်ကြတယ် အဲ့ဒီတော့မှမြတ်စွာဘုရားကဒဂရမင်းကြီးဘလောက်တူရမလို့တရားမျိုးလဲဆိုတော့စင်ချေရလို့ပေါ့ဗျာဘာလို့လဲစင်ချေရပါဗျာစင်တကောင်နင်းထားတဲ့ခြေရာဟာခြေရာကခြေရာတဲ့အကြီးဆုံးပဲအဲ့ဒီစင်ချေရာထဲမှာနွားထနင်းလဲနွားခြေရာဝင်တယ်စိတ်တွေသိုးတွေမြင်းတွေနင်းလဲအဲ့ဒီကောင်တွေခြေရာအကုန်ဝင်တယ် ဆင်ကျင်ရကကြီးလွန်ကျယ်လွန်တော့ဘယ်ကောင်နင်းနဲ့ချီရမှာဆိုဒီတဲ့အကုန်လုံးပါဖြစ်တယ်အဲ့ဒါလိုပဲပေါ့တစ်လုံးနှလုံးနဲ့ပြောပိဋကသုံးဖို့အကုန်ကုန်ပြီးအောင်ဟောပေးပါတော်ခက်တဲ့ပြေအဲ့တော့မြတ်စွာဘုရားကကောင်းပြီဟာတိပဒဒေသနာဆင်ချီရတရားဆိုပြီးတော့အဘမဒေနမဟာရဇသံပါတိဟိပြီးသွားပြီတရား ဟုတ်လားလောက်ကောင်းလားအပမတိနမရဇသံပါတိဟိမရဇသမုတိနံဩမိမြအပမတိနအပမတတရားနှင့်အပမတတရားဖြင့်သဗ္ဗကိစ္စနှင့်လုံးစုံသောကိစ္စတွေကိုသံပါတိဟိပြည့်စုံစေလောအပမတတရားလက်ကင်ထားရင်အကုန်လုံးပြည့်စုံလိမ့်မယ် နားလည်လွင်အောင်ဘာသာပြန်ရင်အပမာဒလက်ကင်ထအကုန်လုံးပြေဆုံးသွားမယ်ရိသာကြီးမတ်တာဘာပြောအပမာဒလက်ကင်ထအလုံးပြေဆုံးမယ်နော်ကောသလကိုဘုရားပေးအဲ့တော့ပရိသတ်ကြီးဒီစလုံးကခလေးလေးတွေကကြားဘူးတယ်အဘမာရိနာသမ္ပါဒေထာ ကလေးလေးတွေကကြားဘူးတာဂုဋ္ဌိလည်းကြားတော့မှနောက်လည်းကြားအောင်ပါဘယ်ဆရာတော်များဓမ္မပတိလခံခံဆုံးနံတဲ့ပမာရိဏသမာဓိထဒါပေမဲ့ဘုရားပရိသတ်ကဩဒါကောသလဘေငောဘုရားဟောတဲ့တန်ခိတဒေသနာလို့မသိဘူးဗျာတရားတစ်ပုဒ်ရဲ့လို့ကိုမသိဘူးရှင်ချင်းရာတရားရဲ့လို့ကိုမသိဘူး သောမပိတကကိုအကုန်လုံးငုံထားတဲ့တရားရဲ့လို့ကို နားမလဲဘူးအဲ့တော့ဘာမှမပူတဲ့ဘုရားတို့ပြိသတ်လေကောသလ11 25နှစ်ဟောတာဘာမှနားမလဲဆိုတော့ဩတမ္ပရိကလည်းအာမငယ်နဲ့တို့ကောသလအမျိုးတွေပဲမိတ်ဆွေမျိုးတွေခုမှလာတွေ့တာ အပမရိနမာရသသံပါရိမာရသသမုဒိနအုံမိမြတ်သမကိစ္စနှင့်လုံးစုံသောကိစ္စတွေကိုပမရိနပမရတရားနှင့်သံပါရိဟိပြည့်စုံအောင်လုပ်ပြီးတော့အပမရလက်ကိန်းတာကိစ္စအလုံးပြည့်စုံမယ်ဆိုတော့ကောသရဘယင်ကတရားဟောတာကိုဟောမှန်းတောင်မသိဘူးအပမရိနသံပါရိထာဟောနေတာ ကောသလဘယတရားဟောမှသိလားတပ္ပဝရိအာမငယ်နဲ့အော်တို့မင်းမျိုးတွေပဲလို့သာမှတ်တာငယ်ငယ်လေးတွေကဒီပမာရိနသမာရိဒနားထောင်လာတာဂုဋ္ဌိပဲတရားမှမသိအဲ့တော့မြတ်စွာဘုရားကဒီစကလုံးကိုတခါရွတ်ပြီးနောက်ထပ်မပြောတော့ဘဲနဲ့ငြိမ်သွားတယ်။ဘုရင်ကြီးကမြတ်စွာဘုရားအလုပ်တွေများလို့လို့ဟောပါဘုရားတရားတော်တော်လေး အပမရိနသမ္မာရိဌာဖြစ်စမပြောပြအောင်ဟာကောသလပင်ကဒုက္ခပဲတရားဟောပါဆိုမဟောဘူးပါရိနသမ္မာရိဌာဘာမှလည်းမသိမြတ်စွာဘုရားက ဟဲ့မင်းကြီးငါတရားပြီးသွားပြီဟဲ့တရားမကိုပသိလိုက်ဘူးဗျာ